โอเคကတိကတော့ကျွန်တော်တို့မကြခင်ရောက်ရှိလာအမှန်ကျွန်တော် Neo Beast Event 2ကနေပြီးတော့ကျွန်တော်တို့ Neo Beast skin တစ်ခုကိုကျွန်တော် diamond အအနည်းဆုံးဘယ်လောက်နဲ့ဂုံးစင်းလို့ရအောင်လဲပြင်ကျွန်တော်တို့ weekly pack နဲ့ကျွန်တော်ဘယ်လိုဂုံးစင်းလို့ရအောင်လဲဆိုတော့တစ်ချက်ပြောပြပြမှာဖြစ်ပါတယ်အဲဒီ event ကျွန်တော်မကြခင်ကျွန်တော် original server ကိုရောက်လာတော့မှဖြစ်ပါတယ်ဒီမှာအခုပြထားတာက Neo Beast skin ကျွန်တော်၅ခုလုံးပြန်ပါလိုက်မယ်အရင်ကျွန်တော် fair twin ရော Larry ရောနှစ်ခေါင်းလုံးပြန်ပါမယ်လို့ပြထားတယ်ဒါမှမဟုတ်ကျွန်တော်ဒါကတော့ original server ရောက်လာမှတော့ဒီချက်ပေါ့ ဘဲကောင်ပါတယ်ဘဲကောင်ပေါ်လာတွက်လို့ရမှာဖြစ်ပါတယ်ကျွန်တော်လောလောဆယ်ကတော့ကျွန်တော်9កောင်လုံးပြထားတာပဲเนาะနောက်တော့အသစ်ဖြစ်တဲ့ brody လို့ fasher လို့ lint လို့ကျွန်တော်3កောင်လုံးမှာထပ်ပါလာမယ်အားလုံးကျွန်တော်စုစုပေါင်း new wish skin ကျွန်တော်တို့9ခုပေါ့เนาะပြီးတော့ကျွန်တော်တို့1 row ကိုကျွန်တော်တို့ diamond 5နဲ့လက်ရမယ်ကျွန်တော် fifty version short scene နဲ့ diamond 25လုံး lint လက်သွားလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ dam တန်းတော့ diamond 900ကျွန်တော် dam version short scene နဲ့ကျွန်တော်တို့အဲ diamond 150နဲ့လက်လို့ရမှာပေါ့เนาะ ဆိုတော့၁၀ချိန်မဲပေါရှင်ကနေ new piece စုဆောင်တကူရခြင်းဖို့အာမခံလို့ဆိုတော့ကျွန်တော်တို့၁၀ချိန်ပေါတိုင်းပေါတိုင်းမှာကျွန်တော် new piece skin အပြင်တခြားကျွန်တော်တို့ record animation effect တို့ emo လို့အဲ့ဒါလည်းပေါင်နိုင်ပါဘောနော်ကျွန်တော်ဒီဟာက၁၀ချိန်တိုင်းမှာကျွန်တော် new piece နဲ့ collect လုပ်ထားတဲ့အဲကျွန်တော်တို့တစ်ခုခုရမယ်ပေါ့ skin လည်းဖြစ်နေသူတခြားလည်းဖြစ်နိုင်တယ်ကဲလို့ဆိုဒီမှာကတော့အာတက်စာပါဆိုတော့လေကျွန်တော် test e မှဆိုတော့လေဒီမှာပြထားတာအကုန်လုံးတော့မပါသေးဘူးပေါ့နော် ဒါကကျွန်တော်အရင်ထွက်တဲ့ Ferrina Laria ရဲ့ Newbie skin ဒါကတော့ကျွန်တော်ခုနောက်လာမဲ့ Lin နဲ့ Brody ရဲ့ Fasha ရဲ့အဲ့သုံးခုရဲ့ Newbie skin သုံးခုပေါ့နော်ဒီမှာကတော့အစားလို့တော့လာဖြစ်ပါတယ်ကဒီမှာကြည့်မယ်ကျွန်တော်တို့ကဒီ newbie skin တစ်ခုရဖို့ကျွန်တော်တို့ coin ထောင်းထောင်းနေရတဲ့အချင်းလောက်ရမှာပေါ့နော်ဒါကကျွန်တော်အရင်အတိုင်းပါပဲသိပ်ပြောင်းလိုက်တာမရှိဘူး ဲ့တော့ကျွန်တော် coin ထောက်နေရရဖို့ဆိုရင်ကျွန်တော်တို့ကသေချာပေါ့ကျွန်တော်တို့ draw တရားတော့တော့လှည့်ရမယ်ဒါကကျွန်တော် draw တရားဆိုရင်ကျွန်တော်တို့ diamond ဘယ်လောက်သွားမလို့ weekly ဘယ်လောက်ထည့်ပြီးလှည့်ရမလို့တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ကဲဒီတရားကျွန်တော်တို့တကောင်ကောင်တော့ကျွန်တော်တို့အခုပြတဲ့ဇာတ်လေးနဲ့ကျွန်တော်တို့ဂုံးစင်းလို့ရမှာဖြစ်ပါတယ်ကဲအဲ့ဒါကျွန်တော်တို့ draw လှည့်လို့ရမယ်ဇာတ်လေးရောတစ်ချက်တူတူကြည့်လိုက်အောင်ဗျာ ကဲကျွန်တော် event ကတော့ကျွန်တော်တို့နောက်လာကျွန်တော်တို့၁၂ရက်နေမှာရောက်လာမှာဖြစ်ပါတယ်ကဲကျွန်တော်ဒီမှာကကျွန်တော်ရဲဆွဲပါမယ်ကျွန်တော်တောင်းရမယ့်ဒိုင်းမိုပါမယ်ကျွန်တော်လက်ကျန်ဒိုင်းမိုပါမယ်စုစုပေါင်းလုပ်လဲတော့ပါမယ်เนาะအဲဒါကျွန်တော်တို့တစ်ချက်ကြည့်မယ်အဲဒါကျွန်တော်တို့ပထမဆုံး event လာလာချင်းကျွန်တော်တို့ AB ၁၂ရက်နေမှာကျွန်တော် weekly bet ၃ခုထည့်လိုက်မှာဖြစ်ပါတယ်အဲ့တော့ weekly bet 3ခုဆိုတော့ကျွန်တော်တို့ကဝယ်ရတဲ့ weekly bet ကျွန်တော်တို့ဈေးကတော့ဒီမှာမဟုတ်ဘူးကျွန်တော်6000နဲ့ရတာရှိလို့ကျွန်တော်6500နဲ့ရတာရှိတယ်။ဒါပေမဲ့တချို့ဆို6500နဲ့ကျွန်တော်ရလည်းရှိတယ်။ကျွန်တော်ဝင်လိုက်ရဆိုတော့ကျွန်တော်6500နဲ့ အဲဝီဘတ်ကို6000ကကြာတယ်ပေါ့နော်အဲဆိုကျွန်တော်တို့ကကိုဝယ်တဲ့ဈေးနှုန်းပေါ်မူတည်ပြီးတော့ကုန်ကြမယ့်ဈေးကလည်းကျွန်တော်ကွာချသွားမှာဖြစ်ပါတယ်ဒီဒီမှာကကျွန်တော်ဝီဘတ်3ခုကိုကျွန်တော်ထည့်လိုက်မှာပေါ့နော်အီးမန်လာလာခြင်းနေ့မှာထည့်လိုက်မယ်ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်တို့ရဲ့လက်ကျန်ဒိုင်းမွန်260ရှိမှာဖြစ်ပါတယ်ကဲအဲ့ဒီနေ့မှာကျွန်တော်ကနေ့စဉ်ချော်ဈေးနဲ့တစ်ချိန်လှည့်မယ်ဒိုင်းမွန်ကျွန်တော်တို့25သုံးမယ်လက်ကျန်ဒိုင်းမွန်135ကျန်မယ်ဒိုတယ်တော့1ဒေါ်ရမယ်ကဲအဲ့လိုပဲကျွန်တော်တို့ AB 7 23 24 25 26 စကော၁၈ကိုကျွန်တော်တို့က daily draw နဲ့ discount ညနေစဉ်လျှော်ဈေးနဲ့တစ်ချိန်စီလှည့်သွားရမှာတစ်ရက်ကိုတစ်ခါလှည့်သွားလိုက်မယ်။နောက် diamond day ကို925 sorry diamond day တစ်ရက်ကိုည25လုံးသုံးလုံးပြီးလှည့်သွားလိုက်တာကျွန်တော်တို့ကအဲ AB 19 17ရက်နေ့ထိနေစဉ် discount နဲ့လှည့်သွားရတယ်ကျွန်တော် diamond 205လုံးထိကျွန်တော်တို့မှာကြံမှာဖြစ်ပါတယ်။အဲ့ဒီထိဆိုကျွန်တော်တို့က total တော့ကျွန်တော်တို့ကအဲခုနှစ်ချိန်ရပြီပေါ့နော်အဲဒီကျွန်တော်တို့ AB 17နေ့ဆိုကျွန်တော်တို့က total တော့ခုနှစ်ချိန်ရပြီဖြစ်ပါတယ်။ကျွန်တော် AB 19ရက်နေ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့က အဲအဲ့ဒီမှာကျွန်တော် free token ကဖေးဆွမ်းလာပြီပေါ့နော်စကွေးနေမှာလာမှာဖြစ်ပါတယ်အဲ့ဒီမှာနောက်တော့ weekly bet သုံးခုထပ်ထည့်မယ်အဲ့ဒီမှာကျွန်တော်တို့ diamond ကကျွန်တော်တို့အရင်လက်ကျန် diamond 105နဲ့ကျွန်တော်တို့နောက်ထပ်ထည့်လိုက်တဲ့ weekly bet သုံးခုကရတဲ့ diamond နဲ့ပေါင်းလိုက်ရင် diamond 465လုံးတွေရမှာဖြစ်ပါတယ်ကဲအဲ့ဒီစကွေးနေမှာကျွန်တော်နောက်ထပ်6ခါလှည့်လိုက်မှာပေါ့6ခါဆိုတာကကျွန်တော်တို့ကနေ့စဉ် discount နဲ့ diamond 105နဲ့တော့တစ်ချိန်တစ်ခါလှည့်မယ် diamond 90နဲ့5ချိန်လှည့်မယ် အားလုံးစုစုပေါင်းကျွန်တော်တို့ဒိုင်းမောင်က295လုံးကြမယ်ကျွန်တော်တို့ကလက်ကြံဒိုင်းမောင်က190ကြမယ်အဲ့မှာဒူလိုတဲ့ဘောကကျွန်တော်တို့က73ချိန်ထိရပြီဖြစ်ပါတယ်ဒါကြောင့် AB အဲ့ဒီ16ရက်နေမှာပဲကျွန်တော်တို့ကနောက်ထပ်အဲတချိန်ပေါ့နော်အဲပထမဆုံး free token phase 1ကကျွန်တော်တို့အပေါ်မှာ6ခါလှည့်တဲ့အတွက်ဒိုတန်မွန်295တုံးပြီးဖြစ်တဲ့အတွက်ကျွန်တော် free token ကရပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က free token နှစ်ခုအခု20ရမှာဖြစ်ပါတယ်အဲ phase 1ကပေါ့နော် ပေးဆောင်ကကျွန်တော်တို့အချိန်20ရမယ်အဲ့20နဲ့ကျွန်တော်တို့ကအဲဆက်လှည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာဒူတယ်တော့က40နဲ့3ချိန်ကြီးရာကြီးဖြစ်ပါတယ်ဒါကြောင့်ဖိတူကဖိဆွမ်းပြီးသွားပြီအဲ့မှာကျွန်တော် AB 20ကြာရင်လည်းကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အဲနေ့စဉ်ကျော်စင်းတဲ့ဒီချိန်လှည့်မယ်ဒိုင်မွန်25လုံးသုံးမယ်ဒါဖိတူကဖိဆွမ်းပြီးပြီးမှစပြီးလေးရမှာဖြစ်ပါတယ်25လုံးသုံးမယ်ဒိုင်းမွန်185လုံးကြံမယ်အမတူတေတော့44ဒီရာကြီးပဲဖြစ်ပါတယ်ဒါ AB 22 23 24 25အထိကိုကျွန်တော်တို့ကအဲနေ့စဉ်အဲ discount နေ့စဉ်လျှော့ဈေးနဲ့တနေ့တစ်ချိန်လှည့်သွားရတာကျွန်တော်တို့က diamond 160ကျန်မယ်ကျွန်တော်တို့လက်ကန်တိုင်းမတရားဆိုကျန်မယ်အဲ total တော့ကျွန်တော်40အဲ9ချိန်ဒီရရွယ်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ AB 25အထိဆိုကျွန်တော်တို့က total တော့49ချိန်ဒီရရွယ်ဖြစ်ပါတယ်ဗျဒီအိမ်က AB 26ရောက်လို့ချင်းကျွန်တော်က weekly bet ၃ခုထပ်ဝင်လိုက်မှာပေါ့အဲဒါကျွန်တော် weekly bet က၉ခုကြီးရသွားပြီပဲ၉ခုလောက်ကြီးကျသွားမှာဖြစ်ပါတယ်။ AB 26မှာကျွန်တော်က free token phase 2လာပြီအဲ့မှာကျွန်တော် weekly batch 3ခုထည့်မယ်ကျွန်တော်ရဲ့ diamond ပမာဏကကျွန်တော်အပေါ်မှာလက်ကျန်ကျန်တဲ့ diamond 160ရဲ့ weekly batch 3ခုထည့်တာအားလုံးပေါင်းလို့ချင်း diamond 420ရမှာဖြစ်ပါတယ်ခဲ့အဲ့26နေမှာကျွန်တော်က6ကထည့်လိုက်မယ်ပေါ့ကျွန်တော်ဆွမ်းလာလို့ပဲကျွန်တော်တို့ daily daily discount လဲ diamond 25လုံးနဲ့တစ်ချိန်လှည့်မယ် diamond 50 5ချိန်လှည့်မယ် diamond 185လုံး3ပြီးစားဖြစ်သွားမယ်အဲ့ဆို diamond 150ကျွန်တော်3လာပြည့်သွားမယ်ပြည့်သွားတော့ကျွန်တော်တို့က အဖီတိုကကျွန်တော်အဲ့မှာ29ကိုဒီရမှာဖြစ်ပါတယ်ဖေ့စ်2မှာ29ချင်းရမယ်အဲ့ဒါကျွန်တော်လှည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့26ရင်းနေ AB 26ရင်းနေရှိဆိုရင်တော့ကျွန်တော်တို့ကတိုးတယ်တော့84ချင်းဒီရရဖြစ်ပါတယ်ဒီပါကျွန်တော် AB 29လေးအထိကစမယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်တို့ကအဲ ဘာမှကျွန်တော်တို့ weekly budget ထည့်ကြအောင်လို့တော့ကျွန်တော်တို့က total weekly budget ကကျွန်တော်တို့9ခုဒီထည့်ထားပြီးဖြစ်ပါတယ်။ကဲအဲ့ဒါကျွန်တော်တို့က AB 29 28 29 30နေ့စဉ်ကျွန်တော်တို့ကဘာလို့သွားမလဲဆို daily discount နဲ့လှည့်သွားရုံပဲဒီမှာကျွန်တော်တို့သုံးရပဲ diamond 25လုံးဒီမှာကျွန်တော်လက်ကျန် diamond လည်းပြထားတယ်စုစုပေါင်းလိုတဲ့တို့လည်းပြထားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ AB 29ကနေပြီးတော့ကျွန်တော်တို့အဲကျွန်တော်တို့မေလ17ရက်နေ့ထီကိုကျွန်တော်နောက်နောက်လ17ရက်နေ့ထီကိုကျွန်တော်တို့ကနေ့စဉ်ကျွန်တော် discount နဲ့လှည့်သွားရုံပါပဲ။ ဒီအားကျွန်တော်တို့မေလ17ရက်နေ့အထိရောက်ပြီဆိုရင်တော့ကျွန်တော်တို့က discount နဲ့လှည့်လာလိုက်တာကျွန်တော်တို့ကလက်ကျန် diamond ကကျွန်တော်တို့90ကျမ်းပဲကျွန်တော်ရဲ့ total တော့က99ကျင်းကြီးရရပဲဖြစ်ပါတယ်အဲ17ရက်နေ့မှာကိုကျွန်တော်နောက်ထပ်ဗာထက်လုံးမယ်ဆိုရင်တော့ကျွန်တော်တို့က diamond 90နဲ့တစ်ချိန်ထက်လိုက်လိုက်မယ်အားလုံးကျွန်တော်တို့ရဲ့ total တော့က diamond အောင်ကျွန်တော်တို့အချိန်တရာလေးရောက်သွားပြီပဲဖြစ်ပါတယ်အားလုံးကျွန်တော်လက်ကျန် diamond က20ကျမ်းမှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့ရဲ့17ရက်နေ့အထိကိုကျွန်တော်တို့ရဲ့ total တော့က လက်ကျန်တဲ့မူ20အပြင်ကိုပဲကျွန်တော်တို့ကတူတယ်တော့ဟာ100ကြီးရောက်ရဖြစ်ပါတယ်ကျွန်တော်တူတယ်တော့100ဆိုရင်တော့ကျွန်တော် new bed ကျွန်တော်တို့ skin တစ်ခုတရားပေါ့ exchange လုပ်ယူလို့ coin ထောင်းနေရပြည့်ပြီဖြစ်ပါတယ်ကဲဘီအဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့တုတ်ကန်လေးတွေကတော့အခမဲ့အနေနဲ့ကျွန်တော်9ကြိမ်လောက်ထိခံမှန်းနေပါတော့ ရှိပြီးသားလေးပြန်ပေါက်မယ်ဆိုရင်၅ခုလောက်တွေထပ်ပြီးရဖို့အချိန်နေမှာရှိတယ်ဒါကျွန်တော်ခံမှန်းချက်ဖြစ်ပါတယ်အဲဒါ၅ခြင်းနဲ့ပေါင်းအောင်ကျွန်တော်တို့ total တော့105ထောက်ထိရရပေါ့အဲဒါဆိုရင်တရားပေါက်ကျွန်တော်က new new base skin တစ်ခုကိုတရားပေါက်ရမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒီနောက်ဆုံးကတော့ AB 20ခွန်အစပြီးတော့ကျွန်တော်နောက်ထပ်မေလ17ရက်နေ့ထိကတော့ဘာမှလုပ်ရမှာမလို့ကျွန်တော် total sorry discount နဲ့ပဲလှည့်သွားကြုံမယ်နေတိုင်းလှည့်သွားကြုံမယ်နော် အားကျွန်တော်တို့စုစုပေါင်းတွက်ကြည့်မယ်ဆိုရင်ကျွန်တော် new အ new base skin တစ်ခုရဖို့ကျွန်တော်တို့က total draw 105လောက်ထိကျွန်တော်တို့ကအစွဲမယ်ပြီးကျွန်တော်တို့ကွန်ထောင်းနေတဲ့ရပောက်ပြည့်တယ်အဲဒါကြောင့် diamond 20လောက်ပိုသေးတယ်ပေါ့နော်ဒီဒီဇာလေးလိုချင်တော့ကျွန်တော် description မှာရော comment ပင်လင်းမှာရောကျွန်တော် link လေးချပေးထားမယ်အဲ့ link ရနေပြီးကျွန်တော်တို့ download ဆွဲလိုက်ပေါ့နော်ကျွန်တော် link လင်းမှာချပေးထားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့က အဲဝီကလီဘက်အနေနဲ့9ခုလောက်ဒီကုန်မှာဖြစ်ပါတယ်ဗျာနော်6500နဲ့တွက်မှဆိုရင်တော့ကျွန်တော်9ခုလောက်ကုန်မယ်ဘာဖြစ်ဖြစ်ရောကျွန်တော်တို့ဒီဟာကတန်တယ်လို့ပြောလို့ရပါတယ်ဗျာနော်ဒူတယ်တော့100လောက်ဒီဆွဲလို့ရတဲ့ဇာလေးပဲဖြစ်ပါတယ်ကြည့်အစင်ပြေသားရှင်ကျွန်တော်ကုန်မမှာဝင်မေးလို့ရပါတယ်ကျွန်တော်အားရရှင်ဝင်ပြေပြေမယ်တိတ်ခန်းတော့လာမေးပါတိတ်ခန်းကျွန်တော်ပြန်ပြီးတော့ပြောနိုင်တဲ့အချိန်မရှိပါဘူးဒါဆိုကျွန်တော်တို့ကုန်မမှာမေးလို့ရတယ်ကျွန်တော်အားရရှင်ပြန်ပြီးတော့ပြောပြပါမယ်ဗျာကြည့်ဘလူရီကဒီလောက်ပါပဲ နော်ဒီမှာလည်းကျွန်တော် screenshot လေးရိုက်ပြီးတော့ကြည့်လို့ရပါလေ။